ကွေးတန်းရေစကြိုမှာပြူစောတီရွာကထွက်လာတဲ့စောစုစကြောင်းကိုတော်လိုင်းရဲတပ်တွေကအသင်းဆောင်ဆိုင်တိုက်ခိုက်လို့စောစု30ခန်းသေဆုံးတယ်လို့စောင်းတန်း YSO PDF အဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါရယ်ပြီးခဲ့တဲ့မေလ9ရက်မနက်9နာရီခန့်မှာစင်ချောင်းပြူစောတီကျေးရွာကနေထွက်လာတဲ့အင်အား100ခန့်မှာစောစုစကြောင်းကိုစမ်းသစ်ကျေးရွာမြောက်ဘက်မှာတော်လိုင်းရဲတပ်တွေကအသင်းဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နှစ်ဖက်တိုက်ပွဲတနာရီခန့်ကြာမြင့်ခဲ့ပါရယ်ကျွန်တော်တို့အင်တူရတော့ကျွန်တော် အဲစောင့်နေတဲ့ချိန်မှာဟိုလူရောက်တဲ့ချိန်မှာကျွန်တော်တို့လည်းအချိန်တိုက်ဆိုင်သွားတယ်ဒီဒရုန်းတစ်စီးပထမကျင်းထောက်တဲ့ကျွန်တော်တို့ဒါတက်တဲ့ပြလိုက်ပါဒရုန်းဆိုတော့မှခွေးပြက်ကတော့ကျွန်တော်တို့ဒီနောက်ဒီတဲ့တင်ရတော့၂၈00ရောက်ပြီလေအာထိကြိုက်ကြလို့ဟုတ်တယ်အဲ့ဒီတိုက်ပွဲမှာဆိုးဆူစစ်ကြောင်းကကင်းထောက်လာတဲ့ဒရုန်းကိုပြစ်ချနိုင်ခဲ့တယ်လို့ စုံစု28ရောက်သစ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ30လောက်ရှိတယ်လို့စောက်တန်း WSO PDF အဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါရယ်။နှစ်ဖက်တိုက်ပွဲအတွင်းစောက်တန်း WSO PDF အဖွဲ့ကရဲဘော်တို့အကြဆုံးခဲ့ပြီးတော့10ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စုံစုဘက်ကစက်တက်လေဒီနှစ်စီးနဲ့ရဲစကြိုနဲ့တဲတော်ကျေးရွာကိုပုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းပြည်သူတို့ဦးတည်ဆုံးပြီးတော့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပါရယ်။